ကလောရဲ့နေရာကိုအကောင်းဆုံးဆက်ခံနိုင်ခဲ့တဲ့နိဗျအာနီစလော့ဒီနေ့မှာတော့တကပလုံးကဘလုံးပရိသတ်တီကိုအံအားသိစေခဲ့တဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးသွားမှာပါလီဗာပူးတင်းက DRC Premier League Champions ကိုအောင်မြင်စွာဆုခုနိုင်ခဲ့ပါပြီတနင်္ဂနွေနေ့ကစပါးကိုအနိုင်ရရှိခဲ့တာဟာလီဗာပူးကအင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဆိုတာကိုတက်တည်ပြလိုက်တာပါပဲဒီအောင်မြင်မှုမှာအဓိကကျတဲ့သူကတော့ယာကင်ကလောရဲ့နေရာကိုဆက်ခံခဲ့တဲ့နိဗျအာနီစလော့ပဲဖြစ်ပါတယ်တမိုင်းဝင်နိဗျကြီးတူရဲ့နေရာကိုဆက်ခံရပါမယ်စလော့ဟာချက်ချင်းပဲသူ့ရဲ့အကြီးချင်းကိုပြသပြီးအသင်းကို Champions League ပို့ဆောင်နိုင်ခဲ့ပါတယ် တကယ်တော့ဒီအစီအစမှာလီဗာပူးဒီလိုချန်ပီယံဖြစ်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူး။ဒါပေမဲ့ slot ရဲ့လက်အောက်မှာလီဗာပူးကမယုံနိုင်စရာဆွမ်းဆောင်ရည်တွေကိုပြသခဲ့ပါတယ်။ဘဟုနောက်ကလူဘာဂျီပန်နိုက်ကလည်းချန်ပီယံလိနဲ့ခါရာဘုံဖလားမှာရှုံးနေခဲ့တာကိုထောက်ပြပြီးဒီအစီအစအောင်မြင်မှုကို short တက်ခဲ့တဲ့ဝေဘန်သူတွေကိုပြန်လည်တုတ်ပြန်ခဲ့ပါတယ်။ Manchester United ရဲ့ဂန်ဝင်ကစားသမားကြီး Ryan Giggs ကလည်းအာနီစလော့အန်အောင်စရာကောင်းတဲ့အလုပ်ကိုလုပ်နိုင်ခဲ့တယ်လို့ချီးကျူးခဲ့ပါတယ်။သူကလောက်နေရာကိုစက်ခန့်ချိန်မှာအတင်းကကောင်းမွန်တဲ့အနေထားမှာရှိနေပေမဲ့ဒီလိုချက်ချင်းချန်ပီယံဖြစ်အောင်လုပ်နိုင်တာမယုံနိုင်စရာပဲလို့သူကဆိုပါတယ်။မိုဟာမက်ဆာလာဘာဂျီပန်ဒါ့ ချက်အလဇနာအာနုံနဲ့မက်အလစ်တာတို့လိုကစားသမားတွေရဲ့စွမ်းဆောင်ရည်ကလည်းဒီအောင်မြင်မှုမှာအရေးပါခဲ့ပါတယ်။ဒါဟာအာနီစလော့ရဲ့ပထမဆုံးရာသီမှာပဲရရှိခဲ့တဲ့မယုံနိုင်စရာအောင်မြင်မှုတစ်ခုပါ။ဂျာကင်ကလော့ရဲ့ရိတ်အောက်ကနဲ့လွတ်မြောက်ပြီးသူ့ရဲ့ကိုပိုင်ပုံစံနဲ့လီဗာပူးကိုချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တာကတကယ်ကိုချီးကျူးကြပါပဲ။မိပြအာနီစလော့ရဲ့လီဗာပူးဟာနောက်လာမယ့်ရာသီတွေမှာလည်းဘလိုမျိုးကောင်းဆုံးတွေကိုစွမ်းဆောင်ပြနိုင်မလဲဆိုတာကတော့စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချက်ပြတ်ပြီး